ကေဘော့ရဲ့အထင်ကရအဖွဲတစ်ခုအနေနဲ့အောင်မြင်မှုတွေအများကြီးရရှိခဲ့တဲ့အပြင်သူတို့ရဲ့အရှင်အဝါနဲ့တခြင်းပုံစံတွေကအခုချိန်ထိကေဘော့လောကမှာအရေးပါနေစေအဖွဲဖြစ်တဲ့တရားရအဖွဲမှာအပြုံးချိုချိုလေးနဲ့အွန်ကြာဟာဆိုရင်ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့မှာပဲသူတို့ရဲ့မင်္ဂလာပွဲလေးကိုစိုးမြူရှိဟိုတယ်မှာတည်တံ့ကျင်းပခဲ့ပါတယ်ခင်ဗျာကေဘော့ရဲ့ဒုတိယမျိုးစေ့ရဲ့အင်အားကြီးမားတဲ့အမျိုးသမီးအဖွဲ့တွေထဲမှာတရားရအဖွဲ့လည်းပါဝင်ခဲ့ပြီးတော့ Rolly Polly, Lovey Dovey, Crying Crying နဲ့ Poppy Poppy စတဲ့နာမည်ကြီးတဲ့ချင်းတွေကြောင့်လူသိများပါတယ်။ တရားထားဖွယ်ထဲမှာအန်ကြောင်ဟာအတ္တိကအဆိုရှင်တူဖြစ်တယ်လို့အတ္တိကအကသမားလည်းဖြစ်ပါတယ်ခင်ဗျာအဖွဲရဲ့စင်မြင့်ဖော်ပြမှုတွေမှာသူဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ပဲတရားထားလှုပ်ရှားမှုတွေအပြင်အန်ကြောင်ဟာတယောက်ဆောင်တယောက်အနေနဲ့လည်းအောင်မြင်မှုတွေရရှိနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်အဲ့လိုမျိုး second generation K-pop ဖွဲ့ဝင်တွေဟာအနုတင်ညာနယ်ပယ်မှာနှစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့ကြပြီးတော့အခုဆိုရင်သူတို့ရဲ့ဘဝမှာအရေးပါတဲ့အဆင့်သက်တစ်ခုကိုစတင်ဖို့အချိန်တန်ပြီလို့ခန်းစားရနိုင်ပါတယ်ခင်ဗျာ second generation အဖွဲ့ဝင်အများစုဟာ2010ခုနှစ်ဝင်းကျင်တွေမှာစတင်လှုပ်ရှားခဲ့ကြတာဖြစ်လို့အခုဆိုရင်အသက်30ဝန်းကျင်ဒါမှမဟုတ်30ကျော်အရွယ်တွေကိုရောက်ရှိနေကြပါပြီ။အဲ့ဒီအသက်အရွယ်တွေဟာကိုယ်ပိုင်ဘဝနဲ့မိသားစုကိုတည်ဆောက်မှုအတွက်တင့်တော်တဲ့အချိန်ပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်သူတို့ရဲ့အမှုပညာအောင်မြင်မှုမှတ်တမ်းတွေကလည်းခိုင်မာနေပြီဖြစ်တဲ့အတွက်ပြည်သက်တွေကလည်းသူတို့ရဲ့အခုလိုကိုယ်ပိုင်ဘဝပျော်ရွှင်မှုတွေကိုလေးစားနားလည်ပေးကြရမှာဖြစ်ပါတယ်နော်။ တရားနာဖွဲ့ဝင်အကြံအပြင်တခြားသော second generation က K-pop idol တွေဖြစ်တဲ့ဗဗန်အဖွဲ့ဝင်ထိရန် EXO ဖွဲ့ဝင်ချမ်းနဲ့ Icon ဖွဲ့ဝင်ပေါ်ပြီးစတဲ့သူတွေဟာဆိုရင်လည်းအိမ်တော်မြို့ပြီးတော့မိသားစုဘက်ကိုတည်ထောင်နေကြတာကိုတွေ့ရှိရပါတယ်ခင်ဗျ။ဒါဟာ K-pop idol တွေရဲ့ဘဝမှာတဘာဝကျတဲ့အပြောင်းအလဲတစ်ခုပါပဲနော်။ နောက်ဆိုရင် drama နဲ့ K-pop သတင်းလေးတွေကို K-pop ဆင်းရဲ YouTube channel မှာပဲ update လုပ်တော့မှာမို့လို့ YouTube channel လေးကိုလာရောက်ပြီးတော့ subscribe လာလို့ထားပေးပါအောင်လို့တရားခံလိုက်ပါတယ်ခင်ဗျာအားပေးမှုအတွက်အထူးကိုကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့ YouTube channel လေးကို YouTube ရဲ့ search bar မှာ K-pop stan CBA ဆိုပြီးလို့ရိုက်ရှာပြီးတော့ alert တွေကိုရှာဖွေပြီးတော့ subscribe လာလို့ထားလို့ရပါတယ်ခင်ဗျာ